တူရီဝါဒနာရှင်များအလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးတို့လေးအဆင်ပြေကြမယ်လို့ထင်ပါတယ်နော်မနေ့ကတော့ကျွန်မပြောတယ်နှစ်ခွန်လေးကီးမျိုးတို့ရှိမှရရှိထားတဲ့ဂဏန်းရှိရင်လည်းယူသုံးအချင်းလေးရလို့ရှိရင်လည်းအချင်းလေးနဲ့ကတ်ထိုးပါလို့ကျွန်မမနေ့ကတော့မှားတယ်အဲ့ထက်မှကျွန်မအကြိုက်ဆုံးဂဏန်းနှလုံးကိုဆွဲထုတ်တာနှစ်ခွန်ပတ်တိဖြစ်တယ်နှစ်ခွန်ပတ်တိကိုကျွန်မကဒီလိုတွဲတာနော်ဒါအပြိပတ်ကိုတွဲတာဒီဘက်နဲ့မကြဘဲနဲ့ဒီနဲ့ ီနှစ်တလုံးနဲ့ဒီကိုးနဲ့သွားကြတယ်နော်နှစ်ကိုးဆိုပြီးတော့နော်မြို့တို့ဒီနေ့ဆိုရင်လည်းဒါ main နဲ့ကနေနှစ်ကိုးဆိုတာဒက်ထက်ထွက်သွားတယ်နော်အဲ့တော့အကွက်ကလေးကတော့နည်းနည်းများတယ်မြို့တို့ကြီးဒါကြောင့်မို့လို့မနေ့ကတော့မြို့တို့မှားတယ်900ဘူးတန်နိုင်900ဘူးတထောင်ဘူးတန်နိုင်တထောင်ဘူးဒါမြို့တို့ကြိုက်တဲ့ကွက်ကိုယူပြီးတော့တင်းထိုးဒါလေးတွေကတော့100ဘူး200ဘူးလောက်ပဲရမ်းလို့နော်မြို့တို့ ဲ့တော့ကျမကတော့အကောင်းဆုံးကိုရောက်ဝေပေးထားတယ်။ဒါအမျိုးတို့ဘလူဘလောက်ဖို့ပောက်တယ်ဆိုတာကိုလည်းဝင်ပြီးတော့မှန်းခဲ့ကြအောင်နော်။ကျမကမှန်းအောင်လုပ်တယ်တပြားတစ်ချက်မှကျမကပေးစရာမလိုဘူးနော်။ဒါကကျမမနေ့ရက်တုန်းကလည်းပြောတယ်ဒါပြီးတင်ပေးထားတာလေ။အဲ့တော့မနေ့ဖန်ကိုလည်းကျမအကောင်းဆုံးရောက်ဝေပေးထားပါတယ်မျိုးလို့။ဒါကျမထိုးတဲ့ပုံစံမျိုးအမျိုးတို့ချပေးတာ။မနေ့ဖန်ကိုလည်းကျမထိုးမဲ့ပုံစံမျိုးကိုအမျိုးတို့ချပေးမှဖြစ်တယ်နော်။ အဲ့တော့ပောက်ကြီးလေးတွေမှန်းခဲ့ကြအောင်နော်အဲ့ဒါမှလည်းကျမရှိရရှားတဲ့သူကအရှိမှာအဲ့ဒါဆိုရင်ကျမမနက်ဖြန်ကိုလည်းအကောင်းဆုံးရှာဖွေပြထားတယ်နော်အကွက်ကတော့နည်းနည်းတော့များတယ်မျိုးလို့တကွက်ကောင်းနှစ်ကွက်ကောင်းကတော့ကျမလည်းလိုချင်တယ်မအားပဲနဲ့ထိုးချင်တယ်ဒါပေမဲ့လို့ဘလို့မှအဆင်မပြေဘူးနော် အပြီးပေါက်ဆိုပေမဲ့လို့ဟိုဘက်နဲ့တွဲကြရင်လည်းကြာတာပဲ तू ကအဲ့ဒါကြောင့်အဲ့တော့တဲ့မနက်ဖန်23ရက်ဗုဒ္ဓဖူးမနေ့ညဒါဆိုတော့တဲ့အမျိုးတို့ ုံးနဲ့ဒီခွန်နဲ့ပေါင်းမှာနှလုံးပေါင်းတော့သုံးခွန်ပေါင်းတော့၃ည၃ညကို6နဲ့ပေါင်းမှာနော်ဒီလိုလေး၃ညကို6နဲ့ပေါင်းတော့6 5ပါဝါက4 9ရဲ့နှစ်ခတ်က6သူကဒီနေကုန်မှာဆင့်ပြရမယ်နော် ဲ့တော့ဒီ6နဲ့ဒီ6နဲ့ပေါင်းမယ်6 6ပေါင်းတော့4 4ကို9နဲ့ပေါင်းမယ်နော်4 9ပေါင်းတော့3 3ပါဝါက4 3ရဲ့နှခက်က5သူကဟိုဘက်ဒီဘက်အပြီးပါနော် မနေ့ကတော့ချပေးမလားတော့မသိဘူးဒီနေ့ကတော့ဟိုဘက်ဒီဘက်အပြီးပေါင်မချဘဲနဲ့ဟိုဘက်ကအချိန်နဲ့ချတယ်နော်အဲ့တော့ तू ကချပေးရင်တော့ရမယ်မြို့လို့ဒါပေမဲ့လို့လေဒီကမရလေကျမဒီဘက်ကနေချပေးတာနော်မြို့လို့အဲ့တော့တဲ့ तू ကဟိုဘက်ဒီဘက်ကို तू ကအပြီးပေါင်အပြီးပေါင်ဆိုတော့တဲ့ဘာဆင့်ပေးသွားလဲဆိုရင်ဒီက6တလုံးနဲ့ဒီက9တလုံးနဲ့မနေ့ပိုင်းမှာ6 9ဆိုပြီးတော့ထွက်သွားတယ် နော်မျိုးတို့အဲ့တော့တဲ့နောက်တစ်ပင်နောက်တစ်ပွဲအတွက်ကငါးနဲ့သုံးညနဲ့ပေါင်းတော့ငါးငါးကိုဒီက၄နဲ့ပေါင်းမယ်ငါး၄ပေါင်းတော့ဦးဦးပါဝါက၄ဦးရဲ့နှခတ်က6ဦးလေး6ကလည်းသူကဒီမနဲ့ညမှာသူကထိပ်ပြရမယ်နော်အဲ့တော့ဒီ6နဲ့ဒီ၄နဲ့ပေါင်းတော့3 သုံးကိုနှစ်နဲ့ပေါင်းမယ်သုံးနှစ်ပေါင်းတော့၅ငါပါဝါက၃ညာငါရဲ့နှခတ်က၃ငါ၃ညာ၃ကလည်းဒီမနေ့ညမှာသူကဆင်ပြရမယ်တဲ့။ဘာဆင်ပြလဲဆိုတော့ဒီက၆တလုံးနဲ့ဒီက၃တလုံးနဲ့မနေ့ပိုင်းမှာ၆၃လို့ထွက်တယ်မျိုးလို့ရေနော် အဲ့ဒါဆိုတော့ဒီနောက်တစ်ပွဲဆက်ကြည့်ရအောင်38နဲ့ပေါင်းတော့1 1ကို9နဲ့ပေါင်းတော့3ညသုံးညရဲ့ပါဝါက9သုံးညရဲ့နက္ခတ်ကခွန်းနော်သူကလည်းဒီမနေ့ညမှာသူကထိပ်ပေးရမယ်အဲ့တော့ဒီဆက်ကြည့်ရအောင် 1နဲ့6နဲ့ပေါင်းတော့3ည3ညကို6နဲ့ပေါင်းမယ်3ညကို6နဲ့ပေါင်းတော့9 9ပါဝါက4 9ရဲ့နှက်ခတ်က6เนาะသူကလည်းဒီမနေ့ညမှာသူကဟိုဘက်ဒီဘက်ကိုအပီးတဲ့အပီးဆိုတော့ဗာဆင်းပြီးွားလဲဆိုရင်ဒီဘက်ကခွန်တစ်လုံးနဲ့ဒီက၄တစ်လုံးနဲ့ညနေပိုင်းမှာခွန်လေးဆိုပြီးတော့ဆင်းပြီးသွားတယ် အဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်က9နဲ့3နဲ့ပေါင်းတော့နှစ်နော်နှစ်ကို4နဲ့ပေါင်းမယ်နှစ်4ပေါင်းတော့6 6ပါဝါက1 6ရဲ့နှစ်ခါက9 6တိ9ကမနှက်ဖန်မနှက်ညာမှာသူက နေ့ညမှာ तू ကဆင့်ပြရမယ်တဲ့အဲ့တော့6နဲ့4နဲ့ပေါင်းတော့3ည3ညကို2နဲ့ပေါင်းတော့2နှစ်ပါဝါကခွန်းနှစ်ကနှစ်ခက်က4ဒီ site ကပြီးရင်တော့ထိုက်ရမယ်เนาะမျိုးတို့အဲ့တော့တဲ့အဲ့ထဲမှာကျွန်မအကြိုက်ဆုံးခဏန်းရှိတယ်เนาะအဲ့တော့ဒီဘက်ကအချင်းလေးတစ်ချက်ကြည့်အောင် ဘက်ကအချိန်လေးရချောင်းနဲ့ကိုးနဲ့ပေါင်းတော့ငါးငါးကို၈နဲ့ပေါင်းမှာငါး၈ပေါင်းတော့၃၃ပါဝါက၈သူကဒီ၂ရက်အတွင်းနဲ့နော်၃၈က၂ရက်အတွင်းမှာ၃၈ကဘာဆင့်ပြီးလဲဆိုတော့၈၃ကိုကြပြီးတယ်နော် ဒါနှစ်ရက်အတွင်းဆိုင်ကိုရှာတာအဲ့တော့တဲ့6ခုပေါင်းတော့3 3ဟုခုနဲ့ပေါင်းတော့3ည3ညရဲ့ပါဝါက5 3ညငါအချိန်2ရက်အတွင်းဘာဆင်ပြီးလဲ6 5 4 3ညဆိုတော့ဒီ5ရောဒီ3ညရောဆင်တယ်နော်အဲ့တော့ ကိုရှိပေါင်းတော့ခွန်ခွန်ငားနဲ့ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ခွန်ကလည်းဒီနှစ်ရဲ့အတွင်းဗာဆင်းပြီလဲနှစ်တိဆိုတော့ဒီနှစ်တလုံးမှာကြာပြီအဲ့တော့ကိုနဲ့ကိုနဲ့ပေါင်းတော့ရှစ်ရှစ်ကိုတိနဲ့ပေါင်းတော့ကိုကိုပါဝါက၄ကိုလီချင်းနှစ်ရဲ့အတွင်း ကိုလေးကိုလေးဆိုပြီးတော့ဆင်းတယ်နော်သူကကိုရောလေးရောအပီးဆင်းသွားတယ်အဲ့တော့နောက်တော့ဝဲဆက်ကြည့်မယ်ကိုနဲ့ကိုနဲ့လေးနဲ့ပေါင်းတော့3 3ကို8နဲ့ပေါင်းတော့1တိပါဝါက6တိ6က2ရဲ့အတွင်းဗာဆင့်ပြီးလဲ6တုံးဆိုတော့ဒီ6တလုံး အဲ့တော့မနက်ဖြန်အတွက်မနက်ဖြန်အတွက်က6နဲ့3နဲ့ပေါင်းတော့9 9ဒီ9နဲ့ပေါင်းတော့8 6ကပါဝါက3နော်8 3ဆိုတော့ဒီမှာမရှိဘူး8 3ချင်းမရှိဘူးเนาะအဲ့တော့မနက်ဖြန်အတွက်အဲ့လိုရတယ်မျိုးလို့အဲ့တော့တဲ့ဒီဘက်နဲ့ဟိုဘက်နဲ့ဟို ကတ်ပေးမယ်နောက်ပြီးဒီဘက်နဲ့ကတ်ပေးမယ်ကနန်းကတော့နည်းနည်းများတယ်မျိုးလို့နော်အကျမမနေ့ကတုန်းကလည်းပြောပါတယ်နည်းနည်းတော့များတယ်ဒါမှချန်ထားခဲ့ရင်တော့ကိုသမိုင်းနဲ့ကိုလို့ကျမပြောတယ်နော်တစ်ကွက်ကောင်းနှစ်ကွက်ကောင်းတော့မရဘူးကျမကိုယ်တိုင်တော့မရဘူးကျမတို့တွက်ချက်နေတဲ့သူတော့မရဘူးတစ်ကွက်ကောင်းနှစ်ကွက်ကောင်းထိုးကျင်တာပေါ့မျိုးလို့ရယ်နော်မျိုးလို့လည်းပေးကျင်တာပေါ့မအားဘဲနဲ့တော့ထိုးချလိုက်ခြင်းနဲ့ အဲ့တော့မယားဦးအမျိုးတို့ကြီးအတတ်နိုင်ဆုံးတော့ကျွန်မလည်းအကောင်းဆုံးတော့ရှာဖို့ပြေးထားတာကျွန်မရတယ်လို့အမျိုးတို့လည်းရသေးခြင်းနဲ့အဲ့ဒါကြောင့်နော်အဲ့တော့အဲ့လောက်လောက်ကတော့ထိုးရတယ်မျိုးတို့နော်အဲ့တော့ကျွန်မကြီးပြီးမယ်ကြီးရနော်နိခွန်လီကြီး အဲ့ထက်မှာကျမကြိုက်ဆုံးကဒီထက်ခွန်ကြိုက်တယ်နော်ဒီဘက်ကအချင်းရဟုတ်နော်ခွန်တော့ပတိနော်ဒီနှစ်တို့လေးတို့ကတော့တိတ်တော့မကြိုက်တော့မကြိုက်ပေမဲ့လို့တော့ထိုးရအောင်မှာပဲနည်းနည်းတော့ရန်အောင်မှာပဲမျိုးလို့နော်အဲ့တော့တဲ့ခွန်သုံးကိုပတ်တီခွန်သုံးပတ်တီပြေးပြီးသွားပြီဆိုတော့ဒီဘက်မှာမိန်ခွက် ထည့်ပေးမယ်မိကွက်ကခွန်နဲ့ဆိုတော့ခွန်ချကြိုက်တယ်เนาะမျိုးတို့ခွန်တိခွန်ကူเนาะဒီခွန်နဲ့ဒီဘက်နဲ့ဟိုတွဲတာเนาะဒီဘက်ကတိ6တိ9နဲ့တွဲတာเนาะခွန်6ခွန်တိခွန်9 အလိုလေးကြာမလားဒါမှမဟုတ်လို့ရှိရင်ဒီခွန်တလုံးနဲ့ဒီဘက်ကချိန်နဲ့ကြာမယ်ဆိုရင်နဲ့ခွန်ရှိအဲ့ဒါကျမအလိုထိုးမှမနဲ့ဖန်မေးနော်အဲ့ဒါပြီးတော့တဲ့အဲ့ဒါပြီးတော့ဒီ၃နဲ့ဆိုရင်၃၆ကထွက်ပြီးသား nó tung này xuống ấy, thì đủ tuổi mà xuống tung chồng mà thể đâu cho mà mình chạy không tung này xuống nhé tung đi được quay xì mé tung đi được quay xì mé bị được tung đi thì... nó bị được tung cù ကိုကျန်းခဲမှာလဲဆိုရတယ်မျိုးတွေနော်သုံးနေဆိုတော့36ကလဲထွက်ပြီးသား31 39 32ကလဲထွက်ပြီးသား30ကပတိပဲ3လေးဒါပဲနော်ဒါပဲမိကွက်က2 4 6 9ကွက်ထဲနော်မိကွက်မျိုးတို့ဒီနေ့ကမိကွက်ကနဲတယ်နော်9ကွက်ထဲမနက်ဖြန်ထိုးအဲ့ဒါဆိုတော့8နဲ့ကပ်ပြီးမယ် ရှင်းနေရတော့ဒါအမျိုးလို့တရားဖို့နေရဖို့လောက်ပဲထိုးကျွန်မမနေရတော့ပြောတယ်ရှင်းနေဆိုရင်ရှင်းနေရရှစ်ရှစ်ချောက်ပဲရှစ်တိရကူ ှစ်၄၆ခွန်၈၉၁၀၁၁၁၂ကွတ်เนาะမျိုးတို့ဒီမှာ main ကွက်ဆိုရင်9ကွက်ထဲเนาะအောက်ကရန်ကွက်ရန်ကွက်ဆိုတာတော့ဒါမျိုးတို့ကြိုက်တဲ့လောက်ရန်ပေါ့เนาะတရားဖို့ရန်ရန်နှစ်ရာဖို့ရန်ရန်ရန်ကျွန်မလည်းမနေ့ကတော့အမလို့အမျိုးတို့မှားတယ်เนาะဒီကွက်ကရန်ကွက်ဆိုရင်နည်းနည်းပဲရန် main ကွက်ဆိုရင်တင်းထိုးအဲ့ထဲမှာမှကိုကြိုက်တဲ့ခဏန်းကိုတင်းထိုးလို့ကျွန်မမနေ့ကတော့လည်းမှားတယ်အဲ့တော့ မနှက်ဖန်မှာလည်းအဲ့ဒီလိုပဲတင်ပြီးတော့ထိုးပါမျိုးတို့ရေနော်ကျမကတော့ကြိုက်တယ်ဒီ၃ဦးတောင်နည်းနည်းဒုတိယအနေနဲ့ထားပြီးတော့ထိုးစေချင်တယ်နော်ဒီခွန်ဘိုးကြိုက်တယ်နော်မျိုးတို့မှားတယ်နော်ဒါကို၃တောင်ဘိုးလောက်ထိုးမယ်ဆိုရင်ဒါကို900ဘိုးလောက်ပဲထိုးဒါကို200ဘိုးလောက်ပဲထိုးနော်အဲကျမအဲ့ဒီလောက်လိုက်ပြီးတော့ပြောနေရတော့လည်းတိတ်မကောင်းဘူးမျိုးတို့ရေ ကျမရတယ်လို့ရသေးခြင်းလို့ဒါမျိုးလို့ပြောပြနေတာကဲအဲ့ဒါဆိုရင် မနက်ဖန်21ရက်ဗုဒ္ဓဖူးမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေ